သိန်း9300နဲ့နဲ့ရရှိပိုင်ဆိုင်နိုင်မယ်မြောက်တကုံမြို့နယ်ကလုံးချင်းအိမ်တလုံးမင်္ဂလာပါညီမကတော့ Lin Summer Real Estate ကတည်ပြီးဖြစ်ပါတယ် ဒီနေ့မှာတော့နေရာကောင်းပစ္စည်းကောင်းတွေနဲ့စိမ်းချချနေထိုင်မှုကိုလိုလားတဲ့မိတ်ဆွေတို့အတွက်ရတကောမြို့နယ်ပင်လုံအင်ယာဝင်းအတွင်းမှာရှိတဲ့3861 square feet ကျယ်ဝန်းနဲ့နေထိုင်မှုစံနှုန်းကိုအမြင့်ဆုံးတည်းမြင့်တင်ပေးနိုင်မယ်။300စီစံအင်ဂျီတစ်လုံးကို house store လုပ်ပေးသွားမှာဖြစ်ပါတယ်။ဒီစံအင်ဂျီဟာဆိုရင်ပင်လုံ city mall, ပင်လုံစေးရုံ၊တကုန်းမက်ဒီကယ်စေးရုံ၊ရန်ကုန် city wing, international school အမှတ်နဲ့လမ်းမရုံနဲ့အနီးဆုံးမှာတည်ရှိတဲ့စံအင်ဂျီတစ်လုံးလည်းဖြစ်ပါတယ်။ ောရင်ညီမနဲ့တူတူအိမ်ထဲကိုကြည့်လိုက်ရအောင်နော်ဒီဘက်မှာဆိုလို့ရှိရင်လည်းကားပါကင်အတွက်နေရာကျကျမုံမပါရှိမှာဖြစ်ပါတယ်။ကားကြီးဆိုလို့ရှိရင်တော့တစ်စီးလောက်ဆန်းနေပါတော့။ကားအသေးဆိုလို့ရှိရင်နှစ်စီးလောက်တော့ဆန်းပါတယ်။ ပြီးတော့ညီမတို့ဒီဘက်မှာဆိုလို့ရှိရင်လည်းတကားကို auto gate system နဲ့ပြုလုပ်ပေးထားတာဖြစ်ပါတယ်မတော်ဒီနေရာမှာဆိုလို့ရှိရင်လည်းကား2စီးဒါမှမဟုတ်3စီးလောက်တော့ထားလို့ရပါတယ်။မတော်ဒီမှာဆိုလို့ရှိရင်လည်းရေရပါတော့เนาะဒီမှာ2မျိုးရတယ်ပေါ့เนาะအဝီစီးရေလည်းရတယ်ဂျိုးဖြူရေလည်းရတယ်။ မှာဆိုလို့ရှိရင်လက်ကွင်းရှိမယ်ဒီဘက်ကျမှာဆိုလို့ရှိရင်တော့ပေကာလေးတက်ဆင်ထားတာဖြစ်ပါတယ်ဒီဘက်မှာဆိုလို့ရှိရင် Levi's တို့ကြံမုံမပါရှိမှာဖြစ်ပါတယ် ဘရမမာညီမတို့ဒီမှာဆိုလို့ရှိရင် stand aircon တစ်လုံးပါမယ်ပြီးတော့ဒီမှာဆိုလို့ရှိရင်လည်းရိုးရိုးအင်ကွန်တစ်လုံးပါမယ်ပေါ့နော် ပြီးတော့ဒီအခန်းကိုနေအောင်ဒီကောင်းကောင်းမွန်မွန်ရရှိဖို့အတွက်ညီမတို့အမှန်တကားတွေကိုအသုံးပြုပေးထားတာဖြစ်ပါတယ် မတို့ဒီမှာဆိုလို့ရှိရင်လည်း open kitchen တစ်ခုပါမယ်ပေါ့နော်ဒီ open kitchen မှာဒီမှာ cabinet တွေပါမယ်ပြီးတော့အညော်ဆုပ်ဆက်တွေလည်းပါမယ်ပေါ့နော်ညီမတို့ဒီဘက်အချမ်းမှာနောက်ထပ် စ်ချင်တစ်ခုပါရှိပါသေးတယ်။ဒီကစ်ချင်မှာဆိုလို့ရှိရင်လည်းညီမတို့ gas မီးဖို့ပါမယ်။အညာဆုံးဆက်ပါမယ်။ကက်ဘိနက်တွေထပ်ပြီးတော့တက်ဆင်ပေးထားပါတယ်။မဆိုလို့ရှိရင် common toilet တစ်လုံးပါမယ် water heater ပါမယ်ပြီးတော့ရေပန်းလည်းတက်ဆင်ပေးထားမှာဖြစ်ပါတယ်

ီးတော့စိတ်ကြည်အောင်လို့လည်းတမ်းမန်းကိုလက်ဆင့်ပေးထားပါဗျာဒီမှာဆိုလို့ရှိရင်ဒါတော့တိုင်းလက်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဝါတာဟီတာပါမယ်ခြေပန်းပါမယ်ပြီးတော့ဘိုးထိုင်းတာတစ်လုံးလည်းပါပါမယ် ဆိုလို့ရှိရင်ဝရဏအသေးတစ်ခုပါမယ်။ဒီဘက်မှာဆိုလို့ရှိရင်ဝရဏအကျယ်တစ်ခုပါမှာဖြစ်ပါတယ်။ပြီးတော့ညီမတို့ဒီဘက်မှာဆိုလို့ရှိရင်လည်း family liberal တစ်ခုပါရှိမှာဖြစ်ပါတယ်။အကွန်တလုံးတက်ဆင်ပေးထားမှာဖြစ်ပါတယ်။

ဒီခန်းလေးမှာဆိုလို့ရှိရင်ညီမတို့ဒီအနောက်ဘက်မှာဝရဏအသေးလေးတစ်ခုလည်းပါမှာဖြစ်ပါတယ် ာပေါ့နော်ဒီမှာမီးဆိုင်အကြီးကိုပေါ့နော် Leslie Sun နဲ့တကယ်မီးဆိုင်အကြီးကိုတက်ဆင်ပေးထားတာဖြစ်ပါတယ် တိယတက်မှာရှိတဲ့ main master baron ခန်းလေးပဲဖြစ်ပါတယ်ဒီ main master baron ခန်းမှာဆိုလို့ချင်းရယ်ညီမတို့အောက်ထပ်က master baron နေလို့မျိုးမှန်တကားလေးတက်ဆင်ပေးထားတယ်ပြီးတော့ save ဖြစ်အောင်လို့တန်ပန်းလည်းတက်ဆင်ပေးထားပါတယ်ပြီးတော့ဒီဘက်မှာဆိုလို့ရှိရင်လည်းဝရဏနာပါရှိမှဖြစ်ပါတယ်။မအားတော့ဒီ main master baron မို့လို့ပေါ့နော်။အဲကုန်းကိုလည်းနှလုံးတက်ဆင်ပေးထားပါဗျ။ ပြီးတော့ဒီခန်းကကြတော့ညီမတို့အောက်ထပ်မှာရှိတယ်တခြား master gun တွေနဲ့မတူဘဲနဲ့ပို့ပြီးတော့တကြွဝန်းဝန်းရှိပါတယ် ဒီဘက်မှာဆိုလို့ရှိရင်ပြင်ဆင်ပါမယ်ပြီးတော့ဒီဘက်မှာဆိုလို့ရှိရင်ဘတ်တက်ပါမယ်အဲပြီးတော့ဒီဘက်မှာလည်းရေပူရေအေးဆက်ပါမယ်ပြီးတော့အင်တာပါရှိမှဖြစ်ပါတယ် ့ရှိရင်အပေါ်ဆုံးတက်ကိုနောက်ထပ်သွားကြည့်လိုက်ရအောင်နော်။ ဒီအပေါ်ဆုံးတော့မှဆိုလို့ရှိရင်လည်းတကယ့်ဥမာ luxury ဆန်နဲ့ design ပေါ့နော်တကယ့်အလှလေးဥမာတက်ဆင်ပေးထားတာဖြစ်ပါတယ်ပေါ့နော်ဒါလေးကိုပကြီးကားလေးတို့ထင်ရလာအောင်ပေါ့နော်ဘရိတ်ကားလေးကိုတေချာတက်တက်ရည်ရည်နဲ့လုပ်ပေးထားတာဖြစ်ပါတယ် ဒါလေးရပါတော့အပေါင်းဆုံးတဲ့ရဲ့ဝရဏကျဲလေးတစ်ခုဖြစ်ပါတယ်ဒီဘက်မှာဆိုလို့ရှိရင်လည်းညီမတို့ living room ပေါ့နော်ဒါမှမဟုတ် living room မဟုတ်လို့ရှိရင်လည်းညီမတို့ဘုရားဘန်းလည်းလုပ်လို့ရတယ်ပေါ့နော်ပြီးတော့ဒီမှာမီးဆိုင်အလှလေးကိုလည်းတက်ဆင်ပေးထားပါသေးတယ် ဒါလေးရပါတော့အပေါဆုံးတဲ့ရဲ့ server run တန်းလေးဖြစ်ပါတယ်ဒီမှာ server run ကမှာဆိုလို့ရှိရင်လည်းညီမတို့နောက်ထပ် icon တစ်လုံးတက်ဆင်ပေးထားပါတယ်ဒီခန်းလေးမှာလည်းညီမတို့ပေးခြင်းပါမယ်နောက်ထပ် water heater ပါမယ် toilet တစ်လုံးပါမယ်ပြီးတော့အောက်ကအခန်းလေးတွေနဲ့မတူအောင်ပေါ့နော်ဒီမှာဆိုလို့ရှိရင်မှန်လေးနဲ့ကန့်ပေးထားပါတယ် နောက်ပြီးတော့ဒီအပေါ်ဆုံးတက်မှာလည်းညီမတို့ပေါ့နော်ဒီနောက်ဖက်လေးမှာပရဏအသေးလေးတစ်ခုပါရှိပါသေးတယ်။ညီမတို့ဒီဘက်မှာဆိုလို့ရှိရင်အပေါ်ဆုံးတက်ကပေါ့နော်ရေစင်စီကိုသွားလို့ရအောင်ကြောင်လင်လေးကားလေးကိုလည်းတက်ဆင်ပေးထားပါသေးတယ်။ဟုတ်ပါမှာလဲနောက်တန်းမာစတာဘက်ရုံးလေးတစ်ခန်းရှိတယ်เนาะကြောက်ကြည့်လိုက်ရအောင် ဆရာလေးကတော့အပေါ်ဆုံးတက်ရဲ့နောက်ဆုံး master background ကနေဖြစ်ပါတယ်ဒီကမ်းမှာဆိုလို့ရှိရင်လည်း aircon တစ်လုံးတက်ဆင်ပေးထားတယ် လို့ရှိရင်လည်းပေါ့နော်ခုနကညီမပြပေးခဲ့တဲ့ master bedroom လိုမျိုးပဲပေးစင်ပါမယ်ပြီးတော့ဒီမှာမှန်အကန်လေးနဲ့ကန်ပေးထားမယ် water heater ပါမယ် toilet တစ်ခုပါရှိမှဖြစ်ပါတယ်ဒီ master bedroom ကနေကြတော့ခုနကညီမတို့ဟိုဘက်က veranda အကျယ်လေးနဲ့ဆက်ထားတဲ့ master bedroom ကနေဖြစ်ပါတယ်။ အဲဒီဝရဏကျမဆိုလို့ရှိရင်ပေါ့နော်အဲညီမတို့အဲမွေးနေ့ပွဲတွေပြီးတော့တငယ်ချင်းတွေနဲ့ပါတီပွဲတွေပါရင်လည်းပြုလုပ်လို့ရပါတယ်ဒီဆိုင်ညမှာဆိုလို့ရှိရင်အကျိုးကြတော့အထူသားအကောင်းစားတွေကိုသုံးပေးထားပြီးတော့အိမ်ထဲမှာဆိုလို့ရှိရင်လည်းတကယ့်ကိုမှလက်စရီဆန်တဲ့ပစ္စည်းအကောင်းစားတွေကိုသုံးပေးထားတာဖြစ်ပါတယ်။ ဒီဆိုင်ကြီးမှာဆိုလို့ရှိရင်စုစုပေါင်းအဲကွန်10လုံးပြီးတော့ရေချိုးကန်လိုက်မှာဝါတာဟီတာကိုလည်းတက်ဆင်ပေးထားတာဖြစ်ပါတယ်။နောက်ပြီးတော့ဒီဆိုင်ကြီးမှာ running 9နှစ်ပါဝင်တဲ့ခြားသေးကိုလည်းထိုးပေးထားတာဖြစ်လို့ခိုင်ခံ့မှုကတော့အကျရှိနေမှာဖြစ်ပါတယ်။မြေကျော်မြေပြိုခြင်းမိဘအနေအမျိုးမျိုးနဲ့လေမုန်တိုင်းစားတဲ့သဘာဝဘေးအနေအမျိုးမျိုးကနေကောက်ွယ်ပေးနိုင်မယ်။မိအမကတနစ်စာကိုလည်းလက်ဆောင်အဖြစ်ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ ီဆိုင်ကြီးอ่ะဆိုလို့ရှင်ရဲ့လက်ရှိပိုင်ရှင်ရဲ့ခရံအမြင်ပေါက်ဖြစ်လို့ဗန်ချင်းနဲ့ဝယ်ယူမဲ့ customer တွေအတွက်ကို customer ဝယ်ယူမဲ့ customer တွေအတွက်ကိုအဆင်ပြေစေမဲ့ဆိုင်ကြီးတစ်လုံးဖြစ်ပါတယ်ဒီဆိုင်ကြီးရဲ့ဈေးနှုန်းလေးอ่ะဆိုလို့ရှင်ရဲ့သိန်း9000လောက်ကိုညှိနှိုင်းဈေးလေးနဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်အင်ဂျင်နီယာကလို့တိုက်ခံနေတဲ့ပတ်သက်ပြီးလူကြီးမင်းတို့ရဲ့အခက်အခဲတွေနဲ့လိုအပ်ချက်တွေကိုအကောင်းဆုံးပြင်ဆင်ပေးဖို့အတွက်ညီမတို့ Lin Severia Estate ကအမြဲဆင်သင့်ရှိနေပါတယ်ရှင်။